138နှစ်ကြာအထိဥရောပဖလားအလံဝင်နေစေအာဆင်နယ်အားလုံးပဲမင်္ဂလာပါဘောလုံးမဆရာတို့ဖြစ်တဲ့ဘောဆရာကြီး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အင်္ဂလန်ထိပ်တီးအာဆင်နယ်ဟာပြင်သစ်ထိပ်တီး PSG ကိုရှုံးနေခဲ့လို့ဥရောပချန်ပီယံလိပ်ပြိုင်ပွဲကနေနှုတ်ထွက်ခဲ့ရပြီဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်ဟာဥရောပဖလားတစ်ခါမှမရဘူးလေတဲ့အင်္ဂလန်ထိပ်တီးကလပ်ဆိုတော့ဂုံဘုတ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်စေဖြစ်ပါတယ် ီယာရီချန်ပီယံလိပ်ပြိုင်ပွဲရဲ့အောက်စုအဆင့်အပွဲစဉ်ရှစ်ပွဲကစားရမှာအာဆင်နယ်ဟာအင်တာမီလန်အတင်းသတင်းကိုတာရှုံးနေပြီး6ပွဲနိုင်တပွဲတရေဆိုတဲ့ရလဒ်ကောင်းတွေထွက်ပေါ်ပြီးခြေစွမ်းတည်ငြိမ်စွာနဲ့ကစားနိုင်ခဲ့ပါတယ်။အမတ်ပေးစရာအဆင့်3နေရာကိုရရှိခဲ့တာကြောင့်အာဆင်နယ်ဟာပလေးအော့ဖ်ကန်စရာမလိုပဲ16တင်းအဆင့်တက်ရောက်ခဲ့ပါတယ်။16တင်းရှုံးထွက်အဆင့်မှာနယ်သာလန်ကလပ် PSV နဲ့ဆုံခဲ့ပြီးအင်ကွင်းအဝေးကွင်းနှစ်ကြော့ပေါင်း6-3ကိုနဲ့ quarter final တက်ခဲ့ပါတယ်။ ကွာတာဆင်မှာဥရောပချန်ပီယံလိပ်ပြီးရင်ရီယယ်မက်ဒရီကိုနှစ်ချော့ပေါင်း၅ဂိုးတဂိုးနဲ့ဂိုးပြတ်အနိုင်ရယူပြီးတကဘာလုံးကိုအံ့အားတင်အောင်လုပ်ပြကအချိုဘလူးဝဲကိုတက်ခဲ့ပါတယ်။အချိုဘလူးဝဲမှာအာဆင်နယ်ဟာပြင်းထန်ကလပ် PSG ကိုအိမ်ခွေးမှာတဂိုးဂိုးမရှိအဝေးခွေးမှာနှစ်ဂိုးတဂိုးနဲ့ရှုံးနိုင်ပြီးချန်ပီယံလိပ်ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။တီဘောမင်းပါတော်မူပြီးနောက်တစ်နှစ်ဖြစ်တဲ့1886ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့အာဆင်နယ်အတင်းကြီးဟာဒီနှစ်မှာလည်း139နှစ်မြောက်ဥရောပချန်ပီယံလိပ်ဖလားကြီးကိုမရပြန်ပါဘူး။ ်ပရီးမီးယားလိဟာအခုနှစ်ချန်ပီယံလိပြန်ပွဲကိုအတင်းလေးတင်းပါဝင်ရှင်ပြန်ခွင့်ရရှိခဲ့ပါတယ်မန်စီးတီးတင်းအာဆင်နယ်လီဗာပူးနဲ့အက်စတွန်ဗီလာတို့ပါဒီတင်းလေးတင်းဟာ PSG အတင်းနဲ့တွေ့ပြီးပြန်ပွဲကနေထွက်ခွာခဲ့ရပါတယ် PSG အတွက်ကတော့ပရီးမီးယားလိကလပ်အတင်းတွေကုံသွားတာကိုအဆင်မကောင်းဖြစ်နေမိမလားမသိပါဘူးအာဆင်နယ်တို့ကပထမပိုင်းစစချင်းကစားပုံကမဆိုးခဲ့ဘူးလို့ဆိုပေမဲ့ကောင်းတဲ့ထဲတော့လည်းမပါခဲ့ပါဘူးအင်ကွေးမှာအမားမလုပ်ပဲစောင့်ကစားတဲ့ PSG တို့ကိုဖိတိုက်တာကမှန်ခဲ့ပေမဲ့အဆုံးတက်ဂိုးတွင်းမဲ့သူမရှိတာဂိုးလည်းမရှိတာတွေက အဆင်မပြေခဲ့သလိုတစ်ဖက်ကိုတော့ဒေါနာရမာကိုနာမည်ကြီးအောင်ပဲဆပ်ပုတ်လုပ်ပေးနေခဲ့သလားလို့မှတ်ရပါတယ်။ Real Madrid နဲ့နှစ်ကြော့ပေါင်း Man of the Match ရခဲ့တဲ့ Declan Rice ကတော့ PSG နဲ့နှစ်ကြော့စလုံးမှာအညံ့ဆုံးကစားသမားတွေတဲကတအုပ်အဖြစ်ပါဝင်ခဲ့ပါတယ်။ပထမကြော့က Dembele ကိုတွင်းနိုင်အောင်ဖယ်ပြီးခဲ့တဲ့အင်္ဂလန်နိုင်ငံသားအနေနဲ့ဒီနေ့မှလည်း PSG ကိုပထမကိုရစီမယ် Free Kick ကိုညံ့ဖြင်းတဲ့ဘောလုံးအထင်ထင်နဲ့အဝါကပ်ပါယူပေးခဲ့တာပါ။ဒီကနေ့ဂိုးဖြစ်သွားခဲ့တာကြောင့် Arsenal တို့ကဖြာလိုက်ခဲ့ရပါတယ်။ ဒီလိုပွဲမျိုးမှာကစားဖို့အတွေ့အကြုံလိုနေသေးတယ်။ Louis Kelly ဖို့အတင်းကြီးရဲ့ဦးစားပေးအဆင့်အတန်းကိုတဖြည်းဖြည်းတက်လန်းလာခဲ့ပေမဲ့ဖိအားတွေကိုကင်တွယ်ဖို့အဆင်တည်းမဖြစ်သေးတာကိုပဲတွေ့ရပါတယ်။ပထမအကြော့ကအလုံးမဖြစ်ခဲ့သလိုဒုတိယအကြော့ Perry မြင်မှာတော့အမားတွေများလွန်ခဲ့ပြီးသူ့ရဲ့ခံစားအတွေ့အကြုံနဲ့မူကစားသမားတအူးချင်းတွေ့ဆုံမှုတွေမှာမနိုင်နိုင်မှုနဲ့ဆုံးဖြတ်ချက်မရမှုတွေကြောင့် penalty ပါပေးခဲ့ရပြီးလူနဲ့ဖိအားမများခဲ့တာကြောင့်ခွင့်လွှတ်ပေးရမှာပါ။ ဖီဒင်ညာရဲ့အရေးကြီးတဲ့ပင်တွေကိုကာကွယ်နိုင်ခဲ့တယ်လို့တည်ငြိမ်မှုပြသခဲ့ပေမယ့်ရာယာရဲ့အရအမောင်းနဲ့ကမ္ဘာအဆင့်မှာရှိမနေသေးတဲ့လိုအပ်ချက်တွေကတော့အမလို့အမရဖြစ်ခဲ့ရပါတယ်။အထူးသဖြင့်ဘယ်ဘက်ကိုလာတဲ့ဘောလုံးတွေကိုဖမ်းရမှာနေနေတာကပွဲတိုင်းတွေ့နေကြရတဲ့ပြဿနာဖြစ်တယ်လို့သူရဲ့၆ပေရမောင်းကလည်းအဝေးတိုင်းဝိုက်ကန်ချက်တွေအတွက်အားနည်းချက်ဖြစ်နေခဲ့ပြီးအာဆင်နယ်တို့အောင်မြင်ခြင်းသူထက်ကောင်းတဲ့လူကိုချပြီးသူ့ကိုအရန်ဖြစ်တာအတုံးပြုတ်တဲ့လို့ထင်မိပါဗျ။ပထမကြော်မှာအလုံးမဖြစ်ခဲ့တဲ့ Trozen နဲ့ Odigat တို့ကိုလူစားမလဲခဲ့သလိုမျိုးပဲဒီနေ့မှလည်း အာဒီဒါအနေနဲ့အဆင်မပြေတဲ့ဘဲချံကိုပြင်ဆင်ဖို့မိနစ်80လောက်စောင့်ဆန်းနေခဲ့တာပါနိုင်နေလို့တည်ရကြနေလို့ဆိုရင်တီးခတ်နိုင်ပေမဲ့ရှုံးနေချိန်မှာတော့ဒါကတော်တော်လွန်ပါတယ်လူးဝစ်ကယ်လီကြောင့်အနောက်ကျောမလုံးပဲကစားနေခဲ့ရလို့လို့မာတင်နယ်လီကြောင့်တိုင်ပတ်နေခဲ့ချိန်မှာစောနိုင်တဲ့များဆော့ဆော့အပြောင်းလဲလှုပ်တင်ပေမဲ့ထုံးစံအတိုင်းနောက်နေနေရာတွေကတော့အတင်းကိုရှုံးပွဲစီကိုခေါ်ဆောင်သွားခဲ့တာပါပဲအာဆင်နယ်တို့ရဲ့အကူလို့မရတဲ့အတင်းကောင်းဆောင်ကြောင့်ပြောရတာကတော့အကြောင်းထပ်နေခဲ့ပြီဖြစ်တာရောတခြားဘက်လက်ရရင် ဒီနေ့ပွဲမှာအတင်းကိုအကူအညီပေးနိုင်ဖို့မျှော်လင့်ထားတဲ့ပါတီရဲ့ရောင်းချမှုနဲ့အတူအာဆင်နယ်ကိုဒုတိယကိုထပ်ပေးခဲ့ရပြီးအိမ်ပြန်ခဲ့ရတာပါဒီမှာကတော့ကစားအားတင်ဖို့လိုအပ်နေချိန်မှာနာတော့ခဲ့ပြီးတုံးလို့မရဒီပဲဘန်ဝိုက်နဲ့လဲခဲ့ရတာကြောင့်ပရိသတ်တွေစိတ်ပျက်ခဲ့ရလို့အကူမင်တော်လို့တောင်မပြောနိုင်ဖြစ်ခဲ့ရပါတယ်စာကာအနေနဲ့ဒီနေ့ PSG ဘယ်ဘက်ချမ်းကိုဒုက္ခတော်ပေးနိုင်ခဲ့သလိုခြေပကိုတကူကိုလည်းတွင်းယူပေးခဲ့သေးတာပါဒါပေမဲ့ကန်တရားကတော့သူ့ဘက်မှာရှိမနေပဲပွဲရဲ့အပြောင်းအလဲဖြစ်စေနိုင်တဲ့ဒုတိယကိုရနိုင်တဲ့အခွင့်အရေးကိုတော့ဘားဘောကနေချော်ကန်ပစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဒါကခက်ခဲတဲ့ပိတ်တွင်းမှုမျိုးဖြစ်သလိုနံပါတ်9စစ်စစ်တွေမှာတွင်းနိုင်မဲ့ဂုံမျိုးဖြစ်တာကြောင့်သူ့ရဲ့ PR တွေကြောင့်မှရုံးပြခဲ့တဲ့အတွက်ကျေးဇူးတင်ရသလိုနောက်များမှာဆိုရင်ဒါကာရောအာဆင်နယ်ကိုပါကန်ကောင်းပါစီကြောင့်ဆူတောင်းလိုက်ရပါတယ်။အာဆင်နယ်တင်က PSG အတင်းကိုရှုံးနေခဲ့ပြီးဆီမီဖိုင်နယ်ပြုတ်ခဲ့တာကြောင့် Chelsea အတင်းဟာချန်ပီယံလိဂ်ဆုဖလားဆုခူထားနိုင်တဲ့တရင်တွေတော့ London Club အတင်းဖြစ်တက်လက်ရည်တည်သွားပြီးဖြစ်တယ်လို့လန်ဒန်မှာချန်ပီယံလိဂ်အပါအဝင်ဥရောပဖလားဆောင်မြင်တွေ့လိုပါက Stamford Bridge ကွင်းထဲမှာပဲကြည့်ရအောင်မှာဖြစ်ပါတယ်။ လန်ဒန်ကုန်းဆောင်ချယ်ဆီတင်ဟာလန်ဒန် is blue ဆိုတဲ့ဂုံပုတ်ကိုဖွယ်လွယ်နဲ့ရခဲ့တာမဟုတ်ကြောင်းအခုဆိုရင်စီတူလွင်တို့ကောင်းကောင်းတဘောပေါက်လာပါပြီစပိန်ဝါရဲ့နီဗျာအင်ဒရီရဲ့ဘီယက်ဂျီဟာအမတ်ဘီဖလာတိတ်ကြသွားပြီဖြစ်သလိုကော်ပါတီဖရန့်ဟာလည်းသူတို့အတွက်ပဲလို့ပြောလို့ရနေပါပြီချန်ပီယံလိမ်မှာနောက်ဆုံးဖိုင်နယ်တဲ့ဘွဲအစွမ်းပြဖို့ပဲကြံတော့တာမို့လူတွေပြောတဲ့လေဓမားလေးကနေ travel winner ထွက်လာဖို့မြန်နိုင်ချေများနေပါပြီ PSG တင်ကတော့ဘာစီလိုနာကိုအနိုင်ယူဖျက်ချော်ခဲ့တဲ့အင်တာမီလန်အတင်းနဲ့ချန်ပီယံလိမ်ဘောလုံးပွဲမှာရှင်ပြန်ရတော့မှာပါ ပြည်ကြည်တင်အား2019-2020ဘောလုံးရာသီချန်ပီယံလိဂ်ဘောလုံးဝဲမှာဘိုင်ယန်ဘူးနစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက်ယခုတစ်ခါဘောလုံးဝဲရှင်ကိုထပ်မံတက်လှမ်းနိုင်ခဲ့တယ်လို့အင်နာမီလန်အတင်းအနေနဲ့လည်း2020-2023ဘောလုံးရာသီချန်ပီယံလိဂ်ဘောလုံးဝဲမှာမန်ချက်စတာစီးတီးတင်းကိုရှုံးနိမ့်ခဲ့ရမှာဒီရာဒီဘောလုံးဝဲရှင်ကိုထပ်မံရောက်ရှိခဲ့တာပါချန်ပီယံလိဂ်ဘောလုံးဝဲရှင်ကိုဇွန်လတရက်နေ့မြန်မာစံတော်ချိန်မနက်တနာရီခွဲအချိန်မှာဂျာမနီနိုင်ငံမြူးနစ်မြို့ရှိဘိုင်ယန်ဘူးနစ်အတင်းအိမ်ကွင်းအလိုင်းရဲ့အရီနာမှာကျင်းပသွားမှာလို့သိရပါတယ် လုံးချစ်ဘောဆရာကြီးတို့အနေနဲ့ရောစပိန်ဝိုင်းရင်ညီပြကြီးအင်ဒရစ်ဦးဆောင်တဲ့ PSG တို့ပထမဦးဆုံးရောဘချန်ပီယံလိဂ်ဖလားကိုဆုတ်ခူးနိုင်မလားဖိုင်နယ်မှာအတင်းဆောင်နေတဲ့မီလန်ဒါအပြာရောင်မွေးငကားကြီးတို့ကပဲပြင်တစ်သားတွေကိုအနိုင်ယူကာဝေးကွာနေတဲ့ဥရောပချန်ပီယံလိဂ်ဖလားကြီးကိုအရယူသွားမလားဆိုတာဝေဖန်တုတ်တက်ပြီးတော့ကြပါအောင်ဗျကျွန်တော်တို့ဘောဆရာကြီး channel လေးကနေဘလွန်လောကရဲ့တူတက်ရတအကြောင်းအရာများကိုအမြဲတင်ဆက်ပေးနေတာမို့လို့ကြိုက်နေတဲ့ like and subscribe လေးလုပ်ပြီးအားပေးတော့ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးကြတယ်ပရိတ်တက်တယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်ဗျာ